ားလုံးပဲမင်္ဂလာပါကိုတို့တင်းနေဆုံးရောင်းဝယ်ရေးမှကြိုဆိုပါရစေအခုတစ်ခေါက်ပြောပြပေးမှလေးကတော့ online ပေါ်ပစ္စည်းမှယူတာနဲ့ပတ်သက်ပြီးခဏခဏလိန်ခံရတာလေးတွေတွေ့နေလို့လိန်မခံရစေဖို့ဒီလန်ကောင်းလေးတွေပဲဖြစ်ပါတယ်လူကြီးမင်းတို့လှုပ်ဆောင်ရမယ့်ချက်ကလေးကတော့အဓိက၃ချက်ပဲလိုပါတယ်တစ်အချက်မိမိတို့မှယူမဲ့သူရဲ့ Viber သုံးတဲ့ဖုန်းနံပါတ်ကိုတောင်းယူပါနှစ်အချက် video call ခေါ်ပြီးတော့သူသူရဲ့ပုံကိုပြခိုင်းပြီး screenshot လေးရိုက်ယူထားပါသောအချက်မိမိတို့မှာယူမဲ့ပစ္စည်းနဲ့ထိုလူကိုတခါတည်းဗီဒီယိုကောကနေပြခိုင်းပြီး စကရင်ရှော်လေးရယူပြီးစကားလေးပြောထားခြင်းချင်းလူလိမ်များအခက်တွေ့တွေမှာ ဖြစ်ပါတယ်တချို့ online စတောင်းတဲ့လူတွေမသိတာက Facebook group မှာတင်ထားတဲ့ပုံကိုလူလိမ်ရဲ့ပုံအစ်စ်မှန်ထင်ပြီးတော့မှဝေလွဲတာတို့ဘာလို့ပြုတ်လုတ်တတ်ပါတယ်ဘယ်လူလိမ်မှသူ့ရဲ့ပုံကိုအစ်စ်မှန်အောင်တင်ပြီးတော့မှလိမ်တဲ့လူမရှိပါဘူးဗီဒီယိုကောခေါ်ခြင်းဖြင့် ထိုသူ့ရဲ့ပုံနဲ့ profile တင်ထားတဲ့ပုံတူမတူဆန်းစစ်လိုက်တဲ့အတွက်လူလိန်ဟုတ်မဟုတ်ကိုလူကြီးမင်းတို့သိရမှာဖြစ်ပါတယ်အကယ်၍လူလိန်က၎င်းရဲ့ပုံကိုဗီဒီယိုကောခေါ်ရာကနေတုံးပြီးတော့မှလိန်ခဲ့ရင်တော့မှဒီပုံကလူလိန်ဖြစ်တယ်ဆိုပြီးတော့မှ Facebook ပေါ်မှာတင်လို့ရတယ် TikTok ပေါ်မှာတင်လို့ရတဲ့အတွက်နောက်လူတွေကဗီဒီယိုကိုအများနဲ့ခေါ်ခြင်းဖြင့်ထိုလူတွေဟာရရှိမှာရက်မတည်နိုင်ပါဘူး online လောကမှာအဲ့ဒါကြောင့်မလို့ဗီဒီယိုကိုခေါ်ပါ စကရင်ရှော့ရယူထားပါမိမိမာယူမဲ့ပစ္စည်းလေးတွေကိုပြခိုင်းပြီးဓာတ်ရိုက်စကားပြောပါလူလိန်အန်ဒီယံမှကင်းဝေးကြပါစေအားလုံးလူလိန်အန်ဒီယံမှကင်းဝေးကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်